ာပါရှင်။ဒဝဲဝါရှက်တပတ်အတွက်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ရှင်ပါ။အခုတပတ်မှာတော့မေလ22ရက်နေ့ကနေ26ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တနင်္လာရီတိုင်းအတွင်းသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိပါရစေ။တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကယူရန်တိုင်းစစ်ဌာနချုပ်ရှိတဲ့မြို့မြို့လယ်လန်းတွေပေါ်လူရဲမှုတွေဆက်တိုက်ဖြစ်နေတဲ့သတင်းဒဝဲမှာဘီလက်မြေပြက်လက်နေတဲ့အကြောင်း တဝယ်ရှိတော့မှ KTLA တက်ခွမှုဘူနင်းစီပြစ်ခတ်ခံရပြီးတိတ်ဆုံသွားတဲ့တဲ့တင်းနှင်းသာဟီမော်တုံးရစာတင်ကြောင်းကိုစစ်ကောင်စီကဒရုန်းနဲ့ဘုံချတိုက်ခိုက်တဲ့အကြောင်းအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်စစ်ကောင်စီရဲ့ကာလရှည်73စီဖျက်တောက်ထားမှုကြောင့်အခက်ကြုံနေရတဲ့ပြည်သူတွေအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ စစ်ကောင်စီရဲ့ကံယောရန်တိုင်းစစ်ဌာနချုပ်ရှိတဲ့မြင်းမြို့ပေါ်မှာရှိတဲ့လူအသွားအလာများတဲ့လမ်းပေါ်မှာငွေကြီးနဲ့ပစ္စည်းလူရတာတွေဆက်တိုက်ဖြစ်နေပြီးအခုလိုလူရမှုတွေခက်ဆစ်စိတ်ဖြစ်နေတဲ့အတွက်ဒေသခံတွေအကြားစိုးရိမ်နေကြပါတယ်။တည်င်းပြေဆောင်ကိုဒွေဝက်ရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။စကောက်စီရဲ့ကယိုဒဲစစ်ဌာနချုပ်ရှိတဲ့မြေမြို့ပေါ်ရှိလူအသွာလာများတဲ့လမ်းပေါ်မှာငွေကြေးနဲ့ပစ္စည်းလူရက်တာတွေဆက်တိုက်ဖြစ်နေပါဗျ။ မေလ20ရင်းနှီးညကမြေမြို့ပါလီမန်လမ်းမှာလူရမှု၃ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီးငွေကြေးနဲ့ဖုံးအချို့လူရခံရတယ်လို့မြို့ခံတွေကပြောပါရတယ်။အဲဒီညကစိုက်ကယ်စီးလာတဲ့အမျိုးသားတဦးငွေကျပ်နဲ့သိန်းဝေါ်ကျင်တဲ့လက်ကွက်ဖုံးတစ်လုံးလူရခံလိုက်ရပါတယ်။အဲ့ဒီနောက်စိုင်းကယ်စီးလာတဲ့အမျိုးသမီးတူထပ်ပြီးလူရခန့်ရတဲ့အတွက်ငွေကျပ်နှစ်သိန်းကျော်ပါသွားတယ်လို့မြို့ခန့်အချို့ကပြောပါရယ်။ဒါအပြင်စိုင်းကယ်တစည်းတဲ့အတူစီးလာတဲ့အခြားမျိုးသမီးနှစ်ဦးထပ်ပြီးလူရခန့်ရပေမဲ့ပျက်စီးတွေမပါသွားဘူးလို့ဆိုပါရယ်။ လက်ရှိလူရမှုဖြစ်ခဲ့တဲ့ပါနမီလန်းကမြေမြုပ်လယ်မှာတည်ရှိတာပါအဲ့ဒီလူရမှုသုံးခုစလုံးကိုအမဲရောက်အင်ဂျီလက်ရှိဝါဆင်ပြီးစိုက်ကဲအုတ်ထုတ်ဆောင်းထားတဲ့အမျိုးသားတူကစိုက်ကဲဘေးချင်းကပ်မောင်းပြီးလူရက်နေတာလို့လူရက်ခံရသူတွေရဲ့ပြောဆိုချက်ကိုကိုကာပြီးမျိုးခန့်တူကပြောပါတယ်လူပြတဲ့နေရာတွေမှာလူတတ်မဟုတ်တော့လူများတဲ့နေရာတွေမှာလည်းပေါ်တင်လူတာဆက်ကဲဘေးချင်းကပ်လိုင်မောင်းလာပြီးလူပြေးတာတတိလလောင်မင်းရတော့တပတ်ပေးလိုက်ရမှာစေတုံသမားတတ်မှာမဟုတ်လောင်ကစားသမားတွေဖြစ်ရမယ် ဆက်ကဲဘေးချင်းကပ်ပြီးလူတာလက်တော်မြန်တယ်မေလာ22ရက်နေ့ကလည်းမြိတ်မြို့နောက်လည်းရရှိနာရင်အိတ်ကိုဆိုင်ကယ်စီးပြီးလာသူတို့လူရခံရသေးတယ်လို့မြို့ခန့်အချို့ကပြောပါတယ်အာနာတိဘီနောက်ပိုင်းမြိတ်မြို့ပေါ်မှာလူရမှုတွေခက်ဆိတ်ဆိတ်ဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေကြားစိုးရိမ်နေကြပါတယ်။နေခဲကြတော့ကြီးတော့နိုင်အိတ်ဆိုတော့လူတွေလည်းတအားပဲဒါတော့အတဲတော်တော်ရဲတယ်။ဆက်ကေကလည်းအကွေဆိုတော့ဘာမှပြတ်မလို့နိုင်ဖြစ်သွားတာ။ လူတွေဒီခိုက်သွားတာကတ်ကောင်းတယ်ပြောရမယ်။ဘိမော့တော်တော်ကြက်ပြင်းနေကြပြီ။လက်ခံပြီးထိထိရရေးရေးရှင်းနေဗျာ။အခုနဲ့ဇန်နဝါရီလဆန်းကလည်းမြင့်ငယ်ရဲ့ရေကပေါင်းနားကဘုံကြီးကျောင်းအနောက်ဘက်မှာဇုတ်တွဲတွဲကိုဓာတ်နဲ့ထိုးပြီးပျက်စီးလူရဲမှုဖြစ်ပွားခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်ကလည်းဖုံးဆိုင်ဖောက်ထွင်းခံရတဲ့ဖြစ်စဉ်တွေခိုးမှုအလက်တုံးမှုဖြစ်စဉ်တွေလည်းမကြာခဏဖြစ်ပွားခဲ့ပါရဲ့။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မေလ23ရက်နေ့မနက်ကဒဝဲအရှိတောဒေသတောင်သုံးလုံးရွာမှာကော်တူလီတက်မတော် KTLA စကပေါ်တက်မတရင်နှစ်တခွဲသုံးရက်တခွဲမူဘူနင်းစီပြစ်ခတ်ခံရပြီးသိဆုံးသွားပါတယ်။သတင်းအပြည့်အစုံကိုဒဝဲ watch wine တော်သားတို့ကပြောပြပေးသွားမှာပါရှင်။ဒဝဲစီတော်ဒေသတောင်သုံးလုံးရွာမှာကော်တူလီတက်မတော် KTLA စကပေါ်တက်မတရင်နှစ်တခွဲသုံးရက်တခွဲမူ ဘုန်းကြီးစီပြက်ခတ်ခံရပြီးသိဆုံးသွားပါတယ်။မေလ23ရက်မနေ့ကတောင်တလိုရွာနဲ့မိခံဘောရွာသွားတဲ့လမ်းကိုတပ်ဖွဲ့ဝင်အချို့နဲ့အတူဆက်ကဲနဲ့လာချေကင်မိုးဝင်နေတဲ့စကောင်းစီ တကပြက်ခတ်လို့သိဆုံးသွားတာလို့စစ်ရေးတရင်အရင်မြစ်အချို့ကပြောပါတယ်။ဘုန်းကြီးစီဟာတောင်တလိုရွာစာတီဖြစ်ပြီးသူနဲ့သူဆက်ကင်းနဲ့လာတဲ့တပ်ဖွဲ့ဝင်အကြီးအသေးကိုတော့အတိအကျမသိရဘူးလို့ဆိုပါတယ် ခဒီရ်အစ်စကဆောတမမူဘိုးအခွေးကလည်းဘုန်းစီတိတ်ဆိုးသွားတာမှတ်ကန်တယ်လို့ဒွယ်ဝက်ကိုဒီဗျူပြောပါတယ်ဘုန်းစီတိတ်ဆိုးသွားတာနဲ့ပတ်သက်ပြီးစကပေါ်တမပြန်ကြားရေးတောင်းခံရဲဘော်ကိုချန်ကိုဒွယ်ဝက်ကစာပို့ပြီးဆက်သွယ်မိများထားပေမဲ့ပြန်လည်ဖြေဆိုတာမရှိသေးပါဘူးတပတ်အတွင်းသတင်းတိုးတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် တဝယ်မျိုးအိဆောက်ပစ္စည်းစည်းကွက်မှာမေလဒုတိယပတ်ကစပြီးဘီလက်မီပြက်လက်နေပါတယ်တဝဲခရိုင်ဈေးကွက်အတွက်ပြည်တွင်းထုတ်ဘီလက်မီတွေကို ကုန်းလန်းကနေတင်သွင်းလေးရှိပြီးထိုင်းထုတ်ဘီလက်မီကိုတော့ရေချောင်းကနေတင်သွင်းလေးရှိတာပါ။ဒါပေမဲ့အခုနှစ်ဆန်ပိုင်းကစပြီးပြည်တွင်းထုတ်ဘီလက်မီဝယ်ရခက်ခဲလို့ပြည်ပကသွင်းတဲ့ဘီလက်မီကိုပဲအားကိုးနေရပါတယ်။ ပြည်တွင်းဘီလက်မြေစက်ယုံရှိတဲ့နေရာတွေမှာတိုက်ပွဲဖြစ်တာကုန်ကျန်းမလုံလောက်တာတွေကြောင့်ဘီလက်မြေထုတ်လုပ်မှုရော့ကျနေသလိုငလျင်ဘေးကြောင့်လည်းဘီလက်မြေလိုအပ်ချက်မြင့်မားပြီးပြည်တွင်းစည်းကွက်မှာဘီလက်မြေဝယ်ရအခက်ခဲနေတာပါဒီလိုအခြေအနေတွေကြောင့်ပြည်တွင်းဘီလက်မီရောက်ဖို့ခက်ခဲနေချိန်မှာပြည်ပကနေဒဝဲခရိုင်တဲတင်သွင်းတဲ့ဘီလက်မီကိုလည်းစစ်ကောင်စီကတလားတစ်ချိန်မဲ့တင်သွင်းခွင့်ပြုထားလို့မလုံလောက်တော့ပဲပြက်လက်သွားတာလို့ဆိုပါတယ်။ လက်ရှိမှာတော့ဒဝယ်မြို့ပေါ်မှာရှိတဲ့ဆောက်လုပ်ဆဲဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ပြီးလက်မြင်အခက်အခဲဖြစ်နေလို့လုပ်ငန်းခက်တက်ရင်နာထားကြသူတွေလည်းရှိတယ်လို့လုပ်ငန်းလည်ပတ်မှုလုံးဝမရက်ဆိုင်စေရဖို့ချိန်ဆလောက်ကင်နေသူတွေလည်းရှိနေပါတယ်။ဒဝယ်မှာသွေးသွင်းကုသရမယ့်လူနာတွေကိုပြည်မထောင်ဝေးတောင်းတဲ့အဖွဲ့တစ်ဖွဲ့ပေါ်လာပြီးတဲ့နောက်ဒဝယ်မြို့ခံသွေးအလှူရှင်အဖွဲ့၅ဖွဲ့ပေါင်းပြီးသွေးအလှူရှင်အသင်းများကွန်ရက်ကိုဖွဲ့စည်းလိုက်ပါတယ်။ မေလ16ရက်နေ့ကမြို့ခံသွေးအလှူရှင်အဖွဲ့ဦးဆောင်သူတွေညှိနှိုင်းဆွေးနွေးပြီးစတင်ဖွဲ့စည်းလိုက်တာပါအဲ့ဒီသွေးအလှရှင်အသိမြောက်ကွန်ရက်မှာတဝဲခရိုင်အခြေဆိုင်ရင်ခုန်တန်း best friend pt အပြုံမူတီတာနဲ့ကရုဏာမေတ္တာရှင်သွေးအလှရှင်အဖွဲ့တို့ပူးပေါင်းပါဝင်ပါတယ်။မတမန်နီးနဲ့နီးလန်းအတုံးချပြီးသွေးလိုအပ်တဲ့လူနာတွေအပေါ်အခကျင်းဝင်ယူခေါင်းပုံဖြတ်တဲ့အဖွဲ့အစည်းရှိလာတာကြောင့်အားလုံးစုစည်းပြီးဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။ ကွန်ရက်အနေနဲ့လူနာရှင်ဘက်ကစေတနာနဲ့အလျောက်လှူဒန်းတဲ့ငွေကြေးကိုလက်ခံတာကလွဲလို့ဘလို့အခကျင်းဝင်မှာမတောင်းခံဖို့ကွန်ရက်ဝင်သွေးအလှရှင်အဖွဲ့ဥဆောင်သူတွေအနေနဲ့သဘောတူခဲ့ကြပါတယ်တဝယ်မြို့မှာပြီးခဲ့တဲ့တနှစ်လောက်ကစပြီးသွေးလိုအပ်တဲ့လူနာရှင်တွေကိုပြစ်မှတ်ထားချိတ်ဆက်ပြီးငွေကြေးတောင်းခံတဲ့အဖွဲ့တစ်ဖွဲ့ပေါ်လာကအစိုးရဆေးရုံ ပုဂ္ဂလိကဆေးရုံတွေရဲ့အနီးဝန်းကျင်မှာစက်စားလေးရှိပါတယ်။တနင်္လာရီမြို့နယ်မော်တုံးရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့ပါတယ်။ မေလ22ရက်နေ့ကဘုံချတိုက်ခိုက်ခဲ့တာဖြစ်ပြီးစာသင်ကျောင်းအဆောက်အုံထိခိုက်ပျက်စီးမှုရှိတယ်လို့ဆိုပါတယ်။ဒီလိုဘုံမချမီအဲ့ဒီနေ့မနက်9နာရီခွဲလောက်ကအမျိုးဖက်ကနေတနင်္သာရီမျိုးဖက်ကိုလာတဲ့စစ်ကောင်စီတပ်အရေးခါကား3စီးကိုရန်ဖို့ရအနောက်မှာတနင်္သာရီပကဖဆောင်3ကတိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ရန်ဖို့ရွာနာကညောင်ပင်ကုန်းရွာမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကမော်တော်ရွာစတင်ကြောင်းနဲ့မော်တော်ရွာအနီးဝန်းကျင်ကိုဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကဆိုပါတယ်တိုက်ခိုက်ခံရတဲ့စစ်ကောင်စီရိခါကားတွေကတော့တနင်္လာရီမျိုးနဲ့တင်ခွန်ရွာဘက်ကိုဆက်လက်မောင်းနေသွားတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။တနင်္လာရီမျိုးနဲ့ရန်ဘူရွာမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေကတရက်အတွင်းမှာပဲနှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ မေလ20ရက်နေ့မနက်9နာရီခွဲလောက်မှာစစ်ကောင်စီတပ်ရင်းရှိတဲ့ဇပွဲရွာကနေအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုရန်ဖို့ရွာနာမှာဘူခရင်တပ်ဖွဲ့နဲ့ KNL တပ်ရင်း7တို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ရန်ဖို့ကြီးရွာက မြိတ်တနင်္သာရီကော့တောင်ပြည်တော်စုကားလမ်းပေါ်မှာတည်ရှိပြီးတနင်္သာရီမြို့နယ်မနီမဝေးမှာတည်ရှိတာပါ။ အဲ့ဒီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မနက်9:00နာရီကျော်မှာတော့အင်အား90ကျော်ပါတဲ့စစ်ကြောင်းနှစ်ကြောင်းခွဲပြီးပြန်တက်လာချိန်ရန်ဖို့ရအစုံမှာတော်လိုင်းရဲတပ်တွေနဲ့တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုနှစ်ကြိမ်မှာစစ်ကောင်စီဘက်က10ဦးသေဆုံးပြီး4ဦးထဏ်ရာရသွားတယ်လို့တော်လိုင်းရဲတပ်ဖွဲ့ဝင်တချို့ကပြောဆိုကြပေမဲ့ Dewey Watch အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။စဝဲကြီးရွာမှာစစ်ကောင်စီရဲ့အမှတ်73စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်လက်အောက်ခံအမှတ်956ချင်းမြန်တရင်အခြေစိုက်ထားတာပါ တပတ်အတွင်းသတင်းတိုတွေကိုနားဆင်ခရရတာပါဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့စစ်ကောင်စီရဲ့ကာလရှည်73စီပြတ်တောက်ထားမှုကြောင့်အခက်ကြုံနေရတဲ့ပြည်သူတွေအကြောင်းကိုတော်ဝက်ဝိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်တဝဲမြို့ပေါ်ကမြို့ခံတွေဓာတ်စီတလီတာကိုတိုးတောင်ကြလောက်နဲ့73စီဆိုင်တွေမှာအလွယ်တကူဝယ်ယူတိုးဆွဲနိုင်နေပါတယ်ဒါပေမဲ့တဝဲမြို့ပြင်ဖက်ကဒေသခံအများပြားကတော့တလီတာကိုကြထောက်ထောင်လောက်ထိဈေးကြီးပေးပြီး ခဲရခက်ဆက်ရှာဖွေဝယ်ယူသုံးဆွဲနေကြရပါတယ်။ဒွေမျိုးဘော်က73စီတွေကိုတရချောင်းရေးဖြူလောက်လို့ဒွေလေးမျိုးနဲ့ကခြေရွာတွေကိုတဲယူရောင်းချခွင့်စစ်ကောင်စီကပိတ်ပင်လိုက်လို့နေဒေသခံအများပြား73စီအခက်ခဲနဲ့ကြုံလာခဲ့ရတာပါ။မြို့ထဲကလွယ်ပြီးနေခြေရွာတွေကို73စီ ရောင်းချတော်တယ်မလို့ဖို့စစ်ကောင်စီက73စီကုမ္ပဏီတွေကိုညွှန်ကြားထားတာလို့ အမည်မဖော်လိုတဲ့73စီကုမ္ပဏီဝန်ထမ်း2ဦးက Dewel Watch ကိုအခုလိုပြောဆိုပါတယ်စီ73စီကိုစေကောက်စီရကတန်ထောင်းမြို့ဝဲထွင်တရော်လေးဆိုပြေးမပြန်စီကုမ္ပဏီတွေကိုလည်းမရောက်ပေးအောင်ဆိုပြရလိုက်ပြောထောင်း Corey Cycle ရောစီလာထဲရောစီဘဝတွေနဲ့ထဲပြီးမြို့အပြည့်ထွင်မှဆိုတော့မရောက်ခိုင်းအောင်စီဘဝတွေနဲ့လာတဲ့အမျိုးဆိုတော့စီတိုက်ကီတွေနဲ့စိုးပူဆွဲပေါ့ဧပြီလ24ရက်ကစပြီးအခုလိုညွှန်ကြားလိုက်တာပါ အခုဆိုရင်ဒဝဲခရိုင်မှာစက်သုံးစီဝယ်ယူရခက်ခဲနေတာတလကျော်ရှိလာနေပါပြီ။မြို့အဝင်ထွက်စစ်စီရေးဂစ်တွေမှာစစ်စီဗီဖန်ဆီးတာတွေလုဆောင်နေတာပါ။ဧပြီလ30ရက်ကတော့ခွေပြူချက်မရှိဘဲတည်ဆောင်လာလို့ဆိုပြီးဒဝဲမြို့နယ်မှာငွေကျသိန်း50ကျော်တန်ဖိုးရှိတဲ့ဓာတ်ဆီဂါလန်300ကျော်နဲ့ဒီဇယ်150ဂါလန်ကိုဖန်ဆီးခဲ့တယ်လို့စစ်ကောင်စီရဲ့ပြန်ချရေးဌာနကထုတ်ပြန်ခဲ့ပါတယ်။အဲဒီလို73စီတည်ခွင့်ပေးလိုက်ပြီးအဖန်ဆီးကျလာတဲ့အတွက် ဒွေမြို့ပေါ်မှာတလီတာကို3000ကျလောက်သာပေးရတဲ့ဓာတ်ဆီတလီတာကိုနေရီမှာတော့တလီတာကို9000ကနေ9000ကျအထိဈေးကြီးပေးပြီးခက်ခက်ခက်ခဲလိုက်လံရှာဖွေဝယ်ယူနေကြရပါတယ်။အရင်ကလည်းစစ်ကောင်စီတပ်ဟာဒီလိုမျိုးဆက်သုံးစီဖျက်တောက်တာတွေမကြာခဏလုဆောင်ဖို့ပြီမဲ့အခုလောက်ထိလာချီကြာပိတ်ဆို့တာမျိုးမရှိသေးပါဘူး။ထိုင်းမြန်မာနယ်စပ်ဒွေမြို့နယ်ထဲကစစ်ကောင်စီထိထဗျူဟာဂုံးကို တော်လိုင်းတပ်တွေကဧပြီလ19ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ဒဝိုင်ခရဲမှာစစ်ရေးတင်းမာလာခဲ့ပါတယ်။ဒဝဲမြို့နယ်ရှီတော်ဒေသတေချောမြို့နယ်ဒဝဲမြိတ်သွားအမှတ်၈ပြည်တော်စုလမ်းပိုက်တွေမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာပါ။တိုက်ပွဲဖြစ်ပွားလာတဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဆက်တိုက်ဗိုလ်ကြိုက်တိုက်ခိုက်ခဲ့တယ်လို့တစ်ဖက်မှာတော့စစ်သုံးစီဖြတ်တောက်တာတွေလုဆောင်လာခဲ့ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း အရသားတွေတည်ဆုံဒဏ်ရာရမှုတွေရှိနေပါတယ်။အခုဆိုရင်မိုးစဘာစိုက်ပျိုးဖို့အခြေ ရောက်လာပြီးမို့လက်သမားတွေထွန်ရက်ဖို့အတွက်73စီလိုအပ်လာနေကြပါပြီ။အခုချိန်မှာတော့လက်သမားတွေဟာ73စီဈေးကြည့်တာနဲ့ဝယ်ယူဖို့ခက်ခဲတဲ့အနေအထားတွေကြောင့်လက်မလို့တော့ပဲစော့ပစ်တဲ့သူတွေရှိလာနေတယ်လို့ဒဝဲခရိုင်ကလက်သမားတူကအခုလိုပြောဆိုပါတယ်။အကျိုးကြတော့သူဆက်သွယ်နေတဲ့သူဝယ်ရလို့ရှိနေပါ။အကျိုးကြတော့ ဟိုမတော်လည်းမလို့တော့ဘူးမတော်ပဲရောင်းနေပြီလေအလကျနေတော့ပြီးတော့ကတော့မရှိတော့မှတော့ညအနေနဲ့ဒီကပေါ်လာတော့တာအဲ့တော့တူလဲဟိုနဲ့ပဲရလာပေါ့ဗျာတဝဲခရိုင်ခြေဆိုင်ဒေါနာတရင်သာရေးစစ်ဘေးရှောင်ဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ယောနတန်ကလည်းအခုလိုရရှိ73စီဖြတ်တောက်ထားတာဟာလက်သမားတွေနဲ့အခြားဒေသခံတွေပဲအခက်အခဲဖြစ်လာစေတယ်လို့အခုလိုပြောဆိုပါတယ် တော့အခုကမိုးရသည်လည်းရောက်တော့မယ်ဆိုတော့ကျွန်တော်တို့မှဒီအာပြည်သူတွေကဟိုလေစိုက်ပြို့ကိုလေယာစိုက်ပြို့ကိုအတွက်လည်းဆက်သုံးစီတွေလိုအပ်တယ်ပေါ့နော်ဆိုတော့အခုလိုမျိုးသာဆက်ပြီးတော့ဟိုဆက်စီတွေဒီဆက်သုံးစီတွေတည်ယူခွင့်ကိုဖိတ်ထားမယ်ဆိုတော့ပြည်သူလူထုတွေမှာဒီလေယာစိုက်ပြို့တွေနဲ့ပတ်သက်ပြီးတော့ဟိုအများကြီးဆက်ခဲတွေလည်းဂျုံလာနိုင်တယ်တခြားသောဆက်ခဲတွေလည်းအများကြီးဂျုံလာနိုင်တယ် ဒဝိုင်ခရိုင်ကို73စီဖြတ်တောက်ထားတာနဲ့ပတ်သက်ပြီးတနင်္သာရိုင်တိုင်းစစ်ကောင်စီရဲ့73စီကြစ်ကြဆဲဆဲရေးအရာရှိစီကိုဒဝိုင်ခော့ကဧပြီလ26ရက်က ဖုံးဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖြေကြားတာမရှိဘဲဖုံးချသွားခဲ့ပါတယ်။အဲ့ဒီကိစ္စတော့ပြောတယ်တော့ကျွန်တော်ပြောလို့ဆင်မပြေဘူးနော်။အဲ့ဒီလိုပြောဆိုပြီးဖုံးချသွားပြီးနောက်ပိုင်းလဲသူ့စီကိုဖုံးအချင်းချင်းဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိတော့ပါဘူး။စစ်ကောင်စီတပ်ကတော့ စည်ရည်အသာမရတဲ့အခါတိုင်းကိုပစ္စည်းဖျက်တော့ပိတ်ဆို့တာတွေကိုဗျူဟာတစ်ခုအနေနဲ့မကြာခဏထုတ်သွင်းလေးရှိပါတယ်စစ်ကောင်စီတပ်ရဲ့ကျွတ်မလိုက်တီမီရှိုဗျူဟာဒေသတွင်းကပြည်သူတွေကိုပဲဒဏ်ရိုက်ခံစားရတာဖြစ်တယ်လို့လက်သမားတအူးကအခုလိုဝေဖန်ပြောဆိုပါတယ်ဒီကအမေစီမိုဒီလိုဇာတိုင်းလဲဆိုတော့ရောဂျီကမှာကတ်ဆက်ရတော့ဗျတက်ကမှာက ံစားရတာပေါ့ဗျာ။ဒီစီရဲ့နောက်ဆက်ပြောရင်းမှာလည်းကြာတဲ့ကုန်စည်မှုတွေကအများကြီးထိခိုက်နေလို့ကြာရိုက်စီနေတာပါ။ဒီခုံးတင်းချင်းတို့ပြလိုက်နေလို့ဒီဘူကဟိုတော်လာနဲ့ခတ်တယ်မဲ့တော်လာလည်းလုံးလုံးမရအိမ်မနေနဲ့လုံးမရှိရှိတဲ့နေရာတော့ဘောလိုက်ရှိစရိယာဖြစ်ရင်တော့ဘောလိုက်နေရာလည်းနေနေမကုန်သော် ်ရောကြည့်ဘူးမှဒီဝါဇာရေးတချောင်းရှင်နေတယ်မှာဒီစီရှိမှသပ်သပ်ဟုတ်ပါတယ်ဒီကကြည့်သောင်းနူရူပါတော့ခက်ခက်ခက်ကြွားအောင်ဒေါ်နေတဲ့အင်ဒီတန်တင်တော်နေလာကုန်လားတော်ဝက်ဝိုင်းတော်သားရေးစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခရရတာပါနောက်အပတ်တွေမှာလည်းတင်းနှင်းလာဟီတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးနှားဆင်ကြပါအောင်ရှင်